ဇလန်တွေတော်တော်များများမှာပေါက်နေတာတွေကဒီအိမ်တော်ကြီးဖောက်ပြန်တဲ့ကိစ္စတွေကပေါက်နေပါတော့ဒါမှမဟုတ်ကျွန်တော်အဲ့လိုမရိုက်ချင်ဘူးလူမျိုးကြီးဖောက်ပြန်တယ်ဆိုတဲ့ကိစ္စတွေကိုသိပြီးတော့လက်မခံကြည်ဘူးပေါ့နော်ဘဝင်မကြောက်ဘူးပေါ့နော်ဒီမှာရှိကောင်းရှိမယ်ဒါကိုပြည်သက်ကိုချပြဖို့အတွက်မတင်ဘူးလို့ပဲကျွန်တော်တို့ကတော့ခံယူထားတယ်ဒါကြောင့်မို့အဲ့လိုမျိုးကားတွေကျွန်တော်ဘယ်တော့မှရိုက်ပါမှာမဟုတ်ဘူးတရားမင်းရဲ့ဝတ္ထုကတော်တော်လေးလေးကြာပါပြီ အဲကျူးဇက်ကတော့ကျွန်တော်တို့ဟိုကျူးရှင်ခစ်ကိုခြေခံထားတာပေါ့နော်ဒါပေမဲ့ဒီခစ်မှာကျူးရှင်မရှိတော့တဲ့အခါကျကျွန်တော်နည်းနည်းတော့ကြောင်းလိုက်ရတာပေါ့နော်ဒါပေမဲ့ဇက်အရသာမပြတ်အောင်ပါပဲကျွန်တော်တို့တက်နိုင်တဲ့ဆရာရဲ့အာဘော်လေးကြီးမိအောင်သူ့ရဲ့လူကျင်တဲ့ message လေးပါအောင်ကျွန်တော်တက်နိုင်လို့ကျူးဇက်ထားတာပြောရရင်တော့ကျွန်တော် AD လိုပဲပေါ့အာအကိုရိုက်တဲ့ကမ်းမှန်သမျှအကုန်လုံး AD လိုပဲအကုန်လုံးဝိုင်းကူနေကြကျွန်တော်ကြော်စားအောင်ပေါ့သူရောက်တွေ့ဟိုတယောက်ကတော့သူက ထိုင်ပြီးကားဆက်ပေးနေတာဆိုတော့ဈင်းပေါ်ရောက်မလာဘူးပေါ့နော်။၃ရောက်တွဲပါပဲကျွန်တော်ဆရာတပည့်တွေအားလုံးပေါ့။ဒီကားလည်းသူပဲဆက်မှာပါပဲ။ဘယ်နဲ့နာအောင်ဆက်မှာသွားတာတပည့်တွေသူမျိုးလေးတော်တော်များများ။သူကသူရှိတဲ့ဟိုကဒီလိုမျိုးစွစွစီစီနဲ့လုပ်တာကိုသူကသဘောကျတယ်ပေါ့နော်ဖြစ်စီခြင်းနဲ့။ဆိုတော့အထူးထွေမှားစရာမလိုပါဘူးကျွန်တော်တို့တွေကတော့ဆရာမရှိတော့တဲ့နောက်ပိုင်းမှာလည်းညီညီကိုတွေကတွေ့ပြီးတော့လုံးလုံးကြာအဲဒါပြောရမယ်ဆိုရင်ပေါ့နော် ရှာပြီးတာသူရှာပြီးတာအဲသူရှာပြီးတာသူရှာပြီးတော့ဖတ်ကြည့်လိုက်တဲ့ခါကျတော့အာသူကနည်းနည်းလေးဟိုဟာရိုးမလူလူနဲ့စမ်းတယ်ပေါ့နော်သူပုံမှန်သွားနေတဲ့ထဲကနေပြီးတော့မှလူလောကမှာဖြစ်ပျက်နေတဲ့ထဲကနေပုံမှန်သွားနေတဲ့ထဲကနေမှာပုံမှန်မဟုတ်တဲ့အရာလေးတစ်ခုကိုသူကဆွဲထုတ်ပြသွားတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်စိတ်ဝင်စားသွားတယ်နောက်တစ်ခုကလည်းအဲဒီဇလန်တွေတော်တော်များများမှာပေါက်နေတာတွေက ဒီအိမ်တော်ကြီးဖောက်ပြန်တဲ့ကိစ္စတွေဟာပေါ့နေပေါ့နော်ဒါမှမဟုတ်ကျွန်တော်အဲ့အမျိုးမရိုက်ချင်ဘူးဒါဒီဟာလေးဖတ်ကြည့်လိုက်ခါကျတော့ तू ကဖောက်ပြန်တာမဟုတ်ခဲနဲ့ဖောက်ပြန်တယ်လို့လို့ပေါ့နော်ဆိုတော့အဲ့ဒါလေးကတော့မစိုးဘူးဆိုတော့ဒီဟာလေးကယ်ပြစ်သွားတာပါခုနကကိုယ်တော်ပြောသလိုပဲအဲ့ဆရာတရားမင်းဝင်ရေးတဲ့ဝတ္ထုတွေထဲမှာကျွန်တော်ကအဲ့ပြောရင်တော့ online အနေနဲ့ download ဆွဲပြီးဖတ်တာပေါ့အဲ့ဟိုဟာလေးဖတ်ဒီဟာလေးဖတ်ပြီးလို့ရှိရင်ကြိုက်လို့ရှိရင်ကျွန်တော် download ဆွဲပြီးသိမ်းတာ အဲအဲ့ဒီခါကျတော့ကိုတော်ကလုံးပြလေးရှိတယ်ဆိုတော့နေုံအဲ့ဒါကျွန်တော်ရှင်းမှာဖက်ထားတာလေးရှိတယ်ကိုဖက်ကြီးကြိုက်ရကိုအဲ့ဒါရန်လို့ရတာဘောဆိုတော့ဖက်ကြီးရောဆရာရေးလိုက်တဲ့ထဲမှာလေသူကထူးထူးဆန်းဆန်းဖန်တီလေးပြင်နေတယ်အဲ့နာကိုတော်ပေးလိုက်တော့လေကိုတော်ကဟဲ့ရမဟုတ်ဘူးလေဒီကားထူးထူးဆန်းဆန်းလေးလေဒါလေးတော့ငါလည်းကြိုက်တယ်အဲ့ဆိုအခုရိုက်လို့ဆိုတော့အဲ့နဲ့ကြိုက်ပြတာပါဒါပေမဲ့ကျွန်တော်ကားထဲမှာအဲ့ဒါမျိုးမပါဘူးကျွန်တော်ကားထဲမှာသူတို့နှစ်ယောက်ကတောင်းတကြမြစ်တာမျှပြီးတော့လက်ထပ်ခဲ့ကြတယ်ဒါပေမဲ့ဟို ဖောက်ပြန်စရာကိစ္စလေးတွေမြင်လာတဲ့ခါကျတော့ဖောက်ပြန်ကြောင်ကြောင်လို့သူကထင်တာပေါ့နော်တကယ်တမ်းကျတော့လည်းဖောက်ပြန်တာလည်းမဟုတ်ဘူးအဲ့အရာမျိုးလေးပုံစံမျိုးလေးပေါ့ဟုတ်တယ်ဟုတ်ပါတယ်ဒါကတော့ဟိုကျွန်တော်တို့ကတော့နည်းနည်းလူကြီးပိုင်းရောက်သွားပြီပေါ့နော်လူကြီးပိုင်းရောက်သွားပြီဆိုတော့ဟိုလူမျိုးရေးဖောက်ပြန်တယ်ဆိုတဲ့ကိစ္စတွေကိုတိတ်ပြီးတော့ လက်မခံကြဘူးပေါ့နော်အဝင်မကြဘူးပေါ့နော်အပြင်မှာရှိကောင်းရှိမဲဒါကိုပြိတက်ကိုချပြဖို့အတွက်မတင်ဘူးလို့ပဲကျွန်တော်တို့ကတော့ခံယူထားတယ်ဒါကြောင့်မို့အဲ့လိုမျိုးကားတွေကျွန်တော်ဘယ်တော့မှရဲပါမှာမဟုတ်ဘူးသို့သော်လည်းပဲပြိတက်ကလည်းဒါမျိုးတွေကြိုက်နေတဲ့ခါကျတော့အဲပြိတက်အကြိုက်ကိုလည်းရအောင်ကိုလည်းကိုဖန်တီးခြင်းနဲ့အမှုပညာပေါ်ဖန်တီးနိုင်အောင်ပေါ့နော်ဒီလိုဒီဇာတ်ကလေးကိုကျွန်တော်ပြောပြရလိုက်တာလူရှင်းနေတဲ့ပြိတက်တွေကတော့မိုင်းတောင်းဆိုပြီးအများကြီးပါတယ်ဒါလည်းတွေ့ရရှိတယ် ဒီဖောက်ပြင်းလူမျိုးရေးဖောက်ပြင်းနေကြမရှိပါဘူးဘလို့ပဲတောက်ဆိုတောက်ဆိုကျွန်တော်အဲ့ဒါမျိုးမရိုက်ပါဘူးအတိဥမာကိုမှဆိုလို့ပါအတိဥမာကိုမှဆိုလို့ပါဘာလို့လဲဆိုတော့ကျွန်တော်တို့မှလည်းသာသမီလေးတွေရှိတယ်လေဒါတို့တွေကဒီဟာတွေကိုရမ်းကြိုက်နေတဲ့ခါကျတော့ဒီဟာတော့ပြောရရင်တော့ဒါကိုရီးယားဇလန်တွေတွေကနေဆင်းသက်လာတဲ့သဘောပါပဲအဲ့ဒီခါမှာဘာဖြစ်လာလဲဆိုတော့လေတိတဲ့တိုင်းပဲလေပတ်ဝန်းကျင်မှာကိုရီးယားကားတွေကြည့်ပြီးဘလို့တွေပြောင်းလဲခုန်လဲပေါ့နော်အဲ့တော့ဒီထက်မှာထပ်ပြီးတော့မှကျွန်တော်မြန်မာဇလန်တွေတွေကဒီလိုတွေလာကြမယ်ဆိုလို့ရှိရင် တင့်တော်ဘူးလို့ကျွန်တော်ကျွန်တော်ပုဂ္ဂလိကပေါ့နော်ခံစားချက်အရာခံစားမိရဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီလိုကာမူလာရင်ကျွန်တော်မရိုက်ဘူးလို့ကျွန်တော်ပြောတာအချို့ကျတာလက်တွေ့ကိုဖြစ်ခဲ့တာကိုပြဲတဲ့ဟာလေးကြတော့လက်တွေ့ကိုဖြစ်တန်းရိုက်လို့ကပိဋကကိုချပြလို့ကမသိဘူးလေလက်တွေ့တော့လက်တွေ့ပဲတကယ်တမ်းဖြစ်ခဲ့တာတွေပဲဒါပေမဲ့တကယ်တမ်းဖြစ်ခဲ့တာပြီးမြင်တယ်လို့ပိဋကကိုဒီဟာကိုချပြစေမပြစေဆိုတာကြီးရရှိသေးတယ်လေကျွန်တော်တို့က အဓိကတော့ကျွန်တော်တို့ဒီနိုင်ငံမှာဗုဒ္ဓဘာသာကိုပဲရမြတ်ဘယ်ဘာသာပဲဖြစ်ဖြစ်ပါဒီလူဟာမျိုးကိုတော့လူမျိုးရေးဖောက်ပြန်တဲ့ကိစ္စမျိုးကိုတော့ဘယ်ဘာသာမှလည်းကြိုက်မှာမဟုတ်ပါဘူးဒါကိုကျွန်တော်တို့ကပြည်သက်အကြိုက်ဆိုပြီးတော့အာရိုက်ပြနေရဆိုရင်တော့လေကျွန်တော်ထင်တယ်သူတို့လင်းအောင်တစ်ချိန်တော့ပြောင်းလဲသွားမှာပါပြည်သက်အတူယူမှမှာဆိုတာပဲအတူယူမှမှာဆိုတာဟိုပြည်သက်တည်းသဘောကျတယ်သဘောကျတယ်သဘောကျတယ်ဆိုရင်နောက်ကိုအဲ့ဒီနောက်ကိုလိုက်သွားမှာဆို အခုဆိုရင်ကျွန်တော်တို့ခေတ္တမှာဆိုရင်ဒါဟိုကြီးစားထားတယ်ဆိုလို့ရှိရင်ဒါသုံးနှစ်သုံးဖို့ကြီးစားတွေထားကြပြီးတော့မှအိမ်တော်ပြုကြတယ်ပေါ့နော်အခုနောက်ပိုင်းခေတ္တမှာကြီးစားထားတာအလွယ်တကူဖြစ်နေတယ်အဲကြီးစားဆယ်ယောက်မှမကျော်ဘူးဆိုလို့ရှိရင်ဒါခက်မမီတော့တဲ့ပုံစံမျိုးလေဒါခက်ပြောင်းလာတာပေါ့နော်အဲ့ဒီလိုပဲအဖို့ပြန်နေကိစ္စကြီးကအဲ့လိုမျိုးကြီးခက်ပြောင်းလာမှကျွန်တော်စိုးရိမ်တယ်ဘဝများဆိုပျက်စီးကုန်ပါလေနော်ဟိုကြီးစားထားတာကမှနှစ်ယောက်သေးကိစ္စပဲရှိသေးတယ် အဲအိမ်တော်ကြီးကိစ္စပျက်စီးကုန်တယ်ဆိုလို့ရှိရင်ဒါဘောဘာများစွာပျက်စီးသွားတာပဲဆိုတော့အဲ့ဒီဟာမျိုးအခြေကြီးကျွန်တော်မဖြစ်စေချင်ဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီဖောက်ပြန်တဲ့ကိစ္စတွေကိုတော့ကျွန်တော်အနေနဲ့တော့ဘဝမကြောက်ဘူးကျွန်တော်တို့အခုဒီနေ့ဆက်ရမှာပါဒီနေ့ဆက်ရပြီးတော့အဲတည်င်းကျွတ်အဝင်းကျင်လောက်မှာကျွန်တော်အွန်လိုင်းရနေပြောပြဖို့ဖြည့်ချင်ထားပါတယ်ကျွန်တော်တို့ကတော့ဒီကောင်ကတော့ဟိုပါပရိသတ်ကိုအတူယူမမအောင်လို့ ရိုက်ပြတဲ့ဇာတ်လမ်းလေးတစ်ခုဖြစ်တဲ့အတွက်ပြိဿကလည်းအားပေးမယ်ဆိုပြီးကျေးဇူးတင်ပါတယ်ပြီးတော့မှားတာများပါလို့ရှိရင်အမှန်ဖြစ်တတ်တဲ့သဘောတရားရှိတဲ့အတွက်အဲ့ဒီဟာကိုလည်းခုနကကိုယ်စောပြောသလိုပဲကျွန်တော်တို့အသက်ရွယ်ရမကြိုက်တဲ့အတွက်ဒီလိုဟာမျိုးလေးတွေရွေးချယ်ပြီးကျွန်တော်တို့တင်ပြတာဖြစ်ပါတယ်အဲ့တော့အားပေးကြပါလို့ပြောလို့